မင်္ဂလာပါခင်ဗျာရွှေညာမြေ channel ကနေကြိုဆိုပါရစေကျွန်တော်ရွှေညာမြေရဲ့ဗီဒင်လက္ခဏာကံမြတ်ပညာသူတွေသည်ဆရာကြီးဦးမြတ်ဆံမခொနည်းသားသမီးအားလုံးအတွက်တက်ဆိုင်တဲ့နေ့လိုက်လုပ်ငန်းဆောင်တာတွေအောင်မြင်မှုခီးစကားချုံးဝေဖို့အန်ဒီရဲ့ကင်းစီဖို့အမှုကိစ္စများအဆင်ပြေစီဖို့စရဲလက်နဲ့နဲ့ပြုလို့ဆောင်ရရမည်များကိုလွယ်ကူပေါ်ပါရှရိယာများစီစဉ်ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျာ ခုနှစ်သားသမီးအားလုံးကျမ်းမာတဲ့ကြောင်းရွှေညာမြေ channel မှာတစ်ဆင့်ပေရင်လက္ခဏာပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမစုမုံကောင်းတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ခုနှစ်သားသမီးအားလုံးအေးပြာကြီးဝေးကွာကြပါစေလူရဆန္ဒများပြေဝကြပါစေရွှေညာမြေ channel အားစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခုနှစ်သားသမီးအားလုံးလူအင်းဆန္ဒများပြေဝပါစေကြောင်း ဧရင်လက္ခဏာပညာတုတေတိဇေယဥညဆံမစုမွန်ကောထောင်းအပ်ပါတယ်ခင်ဗျဟုတ်ကဲ့เนาะဘာလို့လဲဆိုတော့ကျမ်းမာရေးကောင်းပါလေကျွန်တော်တို့ချမ်းသာရေးဆိုတာလည်းကောင်းပါတယ်ခင်ဗျကျမ်းမာမှာလည်းချမ်းသာပါတယ်ဒါကြောင့်မလို့ကိုကျမ်းမာဖို့အတွက်အရေးကြီးတာဖြစ်တဲ့အတွက်ကျမ်းမာဒီကြောင့်ထူထောင်းပေးရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာတော့မြည်သိကိစ္စမဆိုးအကျံစီပြုတ်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကျံစီတွေအောင်မြင်ဖို့ ကိုယ့်ရဲ့လူရဆန္ဒကြီးပြေဝဖို့ဈေးအောင်ဈေးဝယ်ကြီးကောင်းဖို့လုပ်ငန်းဆောင်တာတွေအမှုကိစ္စတွေအောင်မြင်မှုအတွက်အကြံစီပြုလုပ်တဲ့အခါမှာမိမိတို့ရဲ့အကြံစီတွေအောင်မြင်မှုအတွက်ကိုဘယ်အရမှာလက်ဘာတွေလုပ်ရမလဲဘလို့တွေဆောင်ရမလဲဘလို့တွေရှောင်ရမလဲဆောင်ရန်ရှောင်ရန်နဲ့တကွเนาะတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မိမိတို့ကလူတိုင်းလူတိုင်းဟာဖြစ် ကြီးပွားခြင်းကြတယ်ချမ်းသာခြင်းကြတယ်အောင်မြင်ခြင်းကြတယ်လက်လာဘကောက်ကိုရရှိခြင်းကြပါတယ်။ပုံနည်းတူသာပဲလက်လာဘကောက်ကိုလိုချင်ကြတာဆိုပေမဲ့လို့လူတိုင်းဟာလက်ဆိုတာကဘယ်ရက်မှရှိတယ်။နက်ဆိုတာကဘယ်ရက်မှရှိတယ်ဆိုတာကတော့တိတူကအင်မတန်မှ ਨੇ ပါပါတယ်ခင်ဗျ။ဟုတ်ကဲ့ကိုကလိုချင်တာကလက်ကိုသွားပြီးတော့ရှာဖွေနေတာကနက်ဆိုရင်တော့လက်မရပဲနဲ့နက်ခိုက်တတ်ပါတယ်။အဲ့တော့လုပ်ငန်းကြီးအဆင်မပြေဘူးပေါ့ဗျာ။ နော်ဒါကြောင့်မလို့လုပ်ငန်းတွေအဆင်ပြေဖို့အတွက်လက်ရှိတဲ့ရက်ကိုသွားလက်ကိုခေါ်မှလက်ရစီတတ်ပါတယ်ဒါကြောင့်မလို့ညီသည့်အရမှာလက်ရှိတဲ့ညီသည့်အရမှာနှက်ရှိတယ်ဟုတ်ကဲ့လက်နဲ့နှက်နဲ့ခွဲပြီးမှဖြစ်ပါတယ်ခင်ဗျနော်အဲ့တော့မိမိတို့ရဲ့အကြံစီတွေအလောက်ကန်ဒီလောက်ကန်ကြံစီတဲ့အခါမှာကိုကတနင်္လာနေ့ကိုအကြံစီတွေပြုတ်လောက်တော့မယ်လုပ်ငန်းဆောင်တာတွေပြုတ်လောက်တော့မယ် စီဝါရေးလူမှုရေးကျန်းမာရေးအိမ်ဆောင်ရေးစသဖြင့်ပေါ့ဗျာအလားနိုင်ငံညာခီးကိစ္စငွေကြေးကိစ္စအားလုံးပေါ့အစကတည်းကပေါ့မိသားစုကိစ္စတွေအားလုံးနဲ့ပတ်သက်လို့စီဝါရေးလုပ်ငန်းနဲ့ပတ်သက်လို့အကြံစီတွေပြုလုပ်တော့မယ်ဆိုလို့ရှိတနေ့လာနေ့တနေ့မှာဆိုရင်တော့တနင်္လာနေ့ဆိုတာကငွေကြေးနေလည်းဖြစ်ပါတယ်ခင်ဗျအဲ့ဒီတနင်္လာနေ့မှာဆိုလို့ရှိရင်တော့လက်ရှိတဲ့အရက်ကတော့အနောက်ရဲလို့ကျွန်တော်တို့ရှေ့ဆရာဆရာကြီးက စုံမိတ်နေရှိခဲ့ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဒီရင်လက္ခဏာပညာသူတည်းဒီဆရာဦးမြတ်ဆန်ကတော့ကျမ်းကိုပေါ့ပြီးတော့ကျမ်းလျှောက်ပေးมาဖြစ်ပါတယ်ကျမ်းအကိုကအထောက်ထားနဲ့ပြောมาဖြစ်ပါတယ်ခင်ဗျာဘာဖြစ်လဲဆိုတော့ငါသိတယ်ငါတတ်တယ်ငါတော်တယ်ငါသာလင်ဆရာတူဖြစ်တယ်ငါပြောတာဟုတ်တယ်ဆိုပြီးတော့မိမိတို့ကနားထောင်ရုံနဲ့နားထောင်နေရတာပါတကယ်ဒီဆရာတွေပြောတာကိုလည်းတချို့ကလိုက်လုပ်ကြတယ်အဲ့လိုလိုက်လုပ်တဲ့အခါမှာလည်း ဟလာစေယမန်မနီမန်ပါနော်လုပ်ငန်းမန်မလုပ်ရမန်မဒါမှသာလေလိုအပ်တဲ့အကျိုးကျေးဇူးလည်းရရှိစေတတ်ပါတယ်ခင်ဗျအဲကြောင့်မလို့ဆရာကောင်းသမားကောင်းတွေနဲ့စီကပ်ပါနော်ငါတိတယ်ငါတတ်တယ်ငါတော်တယ်ငါသာလေဆရာကြီးတစုလို့ပြောတဲ့ဆရာရှိရင်လည်းဥပမာတကောလို့ပဲသတ်မှတ်လိုက်ပါခင်ဗျနော်ဘာဖြစ်လဲဆိုတော့လက်ထဲမှာရှိတဲ့တဲမုံလေးလက်ထဲမှာရှိတဲ့တဲမုံလေးတော့ပုံအောင်ရေလို့မရတဲ့ခင်ဗျကိုယ့်ရဲ့အသိဉာဏ် နဲ့ကိုယ့်ရဲ့အသိဉာဏ်တည်တည်လေးနဲ့ကိုယ်ပိုင်ဆုံးဖြတ်ပြီးပြောဖို့ဆိုတာအင်မတန်ခက်ပါတယ်။အကြောင်းမလို့ဆရာဦးမြတ်ဆန်တို့ကတော့ကျမ်းကိုဖောက်ပြီးတော့လက်လျှောက်ပေးမှဖြစ်ပါတယ်။ကျမ်းအကိုကာလေးတွေနဲ့ရှေ့ဆရာတွေရဲ့အစိုးအမိတ်တွေနဲ့ပညာရှိများရဲ့အစိုးမိန်များကိုအထောက်ထားဖြစ်ပြောမှဖြစ်ပါတယ်ခင်ဗျနော်။အကြောင်းမလို့မိမိတို့ရဲ့လက်ကိုလိုချင်တဲ့ဆိုရင်လက်ရှိတာတင်းလာနေဆိုရင်တော့လက်ဆိုတာကအနောက်ရက်မှာနေတယ်လို့ကျွန်တော်တို့ရှေ့ဆရာကြီးကအဆိုရှိပါတယ်ခင်ဗျ။အဲ့တော့ လက်ရှိတဲ့ဘက်ကိုမျက်နာမူဟုတ်လားလက်ရှိတဲ့ဘက်ကိုမျက်နာမူပြီးလို့ရှိလို့ရှိလက်ကိုခေါ်ခြင်းနဲ့ဆိုရင်လက်ခေါ်တဲ့ခေါင်းလောင်းပေါ့ခေါင်းလောင်းလေးတစ်လုံးပေါ့ဗျာဒီခေါင်းလောင်းလေးပေါ့နော်ဒီခေါင်းလောင်းလေးတစ်လုံးပါ16ချက်လှုပ်တီးပေးရပါလေခင်ဗျာနော်ခေါင်းလောင်းလေးကို16ချက်လှုပ်တီးပြီးတော့လက်ကိုခေါ်ပါခင်ဗျာအဲ့ဒါဆိုရင်ကိုလိုခြင်းနဲ့စုကိုလည်းတောင်းပါခေါင်းလောင်းလေးကိုလှုပ်ပြီးတော့ကိုလိုတဲ့စုကိုတောင်းပါခင်ဗျာခေါင်းလောင်းကိုလည်း အနောက်ရက်ကိုလဲတာဖြစ်တဲ့အတွက်အနောက်ရက်ကဇာတာပတိအရက်ဖြစ်တဲ့အတွက်ဇာတာပတိရဲ့ဂျူတဲ့19နှစ်ဖြစ်တာဖြစ်တဲ့အတွက်19ချက်လာလှုပ်တီးပြီးတော့လက်ကိုခေါ်ပါခင်ဗျကိုလိုချင်တဲ့လက်ကိုလိုချင်တဲ့စုကိုတောင်းပါခင်ဗျလက်ခေါ်တယ်ဆိုတာကလည်းစုတောင်းတာကိုပြောတာပါပဲခင်ဗျနော်ကိုလိုတဲ့စုကိုတောင်းပါခင်ဗျနော်အနောက်ရက်ကိုလက်ခေါင်းလောင်းကို19ချက်လှုပ်ပြီးတော့ကိုလိုတဲ့လက်ကိုခေါ်ပါစုတောင်းပါပေါ့ဗျာနော်ဟုတ်ကဲ့အဲ့လက်နဲ့ညနေချင်းဆိုင်မှာတော့နတ်စုတာရှိပါတယ်ခင်ဗျ နတ်ဆိုတာကလည်းကောင်းကူကပြီးတာတော့နင်းနေပဲပြီးပါတယ်စူးကျိုးကြတော့အင်မတန်မြန်နေလို့ကျွန်တော်တို့ဥဒုစင်လူသားတိုင်းသိပါတယ်ခင်ဗျာနော်ဥဒုစင်လူသားတိုင်းသိပါတယ်အဲ့တော့ကောင်းကျိုးလည်းရသိကျင်တာဖြစ်တဲ့အတွက်နတ်ဆိုတာကပူဇော်မှုပတ်တာမှုလိုရတာဖြစ်တဲ့အတွက်အရှိရက်ကိုလှက်အရှိရက်ကိုမျက်နှာလေးလဲပြီးတော့အရှိရက်ကတင်းလာရက်ဖြစ်တာဖြစ်တဲ့အတွက်ချိုးချင်း15လုံးကိုနတ်ကို ပူဇော်ပြီးတော့ဒါဘုရားသခင်ပူဇော်လို့လည်းရသလို့ လက်ကုတ်ထဲမှာထည့်ပြီးတော့လဲပူဇော်ပတ်တာပြီးတော့လုပ်ငန်းအကြံစီတွေလုပ်မယ်ဆိုရင်လဲအောင်မြင်စေတတ်ပါတယ်ခင်ဗျနတ်ကိုတော့ပူဇော်ရပါတယ်ခင်ဗျလက်ကိုတော့ခေါင်းလောင်းလေးလှုပ်ပြီးတော့ခေါ်ရပါတယ်ခင်ဗျဘုံဒီတူသာပဲတနေ့လာနေဆိုလို့ရှိရင်အိမ်မှာခိတ္တခဏလေးအိပ်ပြီးတော့မှကိုယ့်ရဲ့အကြံစီတွေကိုပြုတ်လုပ်မယ်ဆိုရင်လဲအောင်မြင်စေတတ်ပါတယ်ခင်ဗျနော်တနေ့လာနေဆိုတာကကြောင်းအိတ်လူတောင်းတယ်ကြောက်တိတ်စိမ့်လက်မိကင်းတယ်နော်လှလင်ရက်ကြီးမင်းမင်းဝင်ထွက်တယ် တီးလင်ဝါစာတထညင်းကုန်ဆိုတဲ့ရှင်းဆရာဆရာကြီးရဲ့အဆိုလင်္ကာစကားလေးရှိပါတယ်ခင်ဗျအဲကြောင့်မလို့တနင်္လာနေ့ကိုအကြံစီပြုတော့မယ်ဆိုရင်တော့ခိတကနာအိပ်ပြီးတော့မှအိယာနိုးပြီးမှခိတကနာတုံးလုံးလဲရလေပြုပြုပြီးတော့မှကို့အပြင်ကိုသွားအကြံစီတွေပြုမယ်ဆိုရင်လည်းအောင်မြင်စေတတ်ပါတယ်ခင်ဗျဟုတ်ကဲ့တနင်္လာနေ့မှာဆိုလို့ရှိရင်လဲကျွန်တော်တို့နှစ်ဖူးတက်ပါဦးကာကြီးအခေယာလေးရေးပြီးတော့သွားရင်လဲပြေတတ်တယ်လို့ကျွန်တော်တို့ ရှေ့ဆရာဆရာတွေအစုံမင်းကြီးရှိပါတယ်ခင်ဗျကျန်ကိုကားကြီးလည်းရှိပါတယ်အကြောင်းမလို့ကနေလာနေဆိုရင်အိမ်ကနေထွက်တော့မယ်ဆိုလို့ရှိရင်ကေတာကနာပြအိပ်ပါအိပ်အလေးပြုပြီးမှထွက်ပါနှစ်ဖူးကိုလက်ကလေးနဲ့ကာကြီးရဲ့ခရလေးရေးသွားပါခင်ဗျနော်ပုံနည်းလူသွားပဲအနောက်ရက်ကိုလှက်ပြီးတော့ကောင်းလောင်လေးစကူချက်ဒီကောင်းလောင်လေးတစ်လုံးတော့ဝယ်ထားပေါ့ဗျာရေးမများပါဘူးအဲ့တော့ဒီကောင်းလောင်လေးတစ်လုံးနဲ့အနောက်ရက်ကိုလှက်လှက်ပြီးလို့ရှိလို့ချင်းလက်ကိုခေါ် ဆူတောင်းပေါ့ဗျာအရှိရက်ကိုလက်ချိုချင်းလေး15လုံးလောက်နဲ့နတ်ကိုပူဇော်ပါဒဟလာကျွန်တော်စောင့်ရှောက်တော့ကိုစောင့်နတ်ကြီးဟလာကိုသွားမဲ့အရက်ကကြီးတဲ့စောင့်ရှောက်တွေကိုဆူတောင်းလူတဲ့စုကိုတောင်းပါခင်ဗျာနော်အဲ့တော့ဆူတောင်းတယ်ဆိုတာကလည်းကိုတောင်းတဲ့စုကိုပြို့ဖို့ကိုယ့်ရဲ့သီလတမာရီအကျင့်သိက္ခာစသဖြင့်ပေါ့ဗျာကတိသက်သာဒီတော့ကနွယ်မြတ်သိပင်ဆေးဘက်ဝင်ဒါကြောင့်မလို့ကိုယ့်ရဲ့တစ္ဆာစကားလေးကိုလည်းဆိုပြီးတော့သွားပါခင်ဗျာဒါဆိုရင်ပို့ပြီးတော့အောင်မြင်စေတတ်ပါတယ် ဟုတ်ကဲ့အခုလိုမျိုးရွှေညာမြေ channel အားစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခொနီယသားသမီးအားလုံးဧပြာတွေဝေးကွာပြီးလိုရာဆန္ဒတွေပြပါသေးကြောင်းဒေဒင် လက္ခဏာခံပြပညာသူတွေဒီဆရာဦးမြတ်ဆံမှစုမကောင်တောင်းအပ်ပါတယ်ခင်ဗျာ